အလုံးမဲမင်္ဂလာပါရှင်မြန်ခရီတို့ကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့ပလီပခါရီကြားမှာခြေလန်းတွက်နေစေပါကစ္စတန်ခရီတိုကောင်စီဆိုတဲ့သတင်းနဲ့အတူအာတီဖတ်ပိတ်သိမ်းမှုကြောင့်ဒေါ်လာမီလီယံနဲ့ချီ Nike ရော်ရနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာကတော့အစီအစဉ်တင်ဆက်သူကီကီပါပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့ပလီပခါရီကြားမှာခြေလန်းတွက်နေစေပါကစ္စတန်ခရီတိုကောင်စီဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင် ပါကစ္စတန်နဲ့အိန္ဒိယနိုင်ငံကြားကက်ရှမီးယားဒေသနယ်နိမိတ်ပြဿနာကြောင့်ပါကစ္စတန်ကို US အစိုးရကစူးနေချိန်မှာ US သမ္မတထရန့်ရဲ့ WLFI platform ကတော့ပါကစ္စတန်ခရစ်တိုကောင်စီနဲ့ပူးပေါင်းကြောင်းကြေညာလိုက်ပါပြီ။ပါကစ္စတန်ခရစ်တိုကောင်စီရဲ့ blockchain ထုတ်ကုန်တွေကိုစံတပ်ဖို့အတွက်စံပေါက်တွေနိုင်ငံဖြတ်ကျော်ငွေလွှဲတွေအတွက် stable coin ပိုင်းဆိုင်ရာတွေ RWA reward asset ထုတ်ဖို့အတွက်နီးလန်းတွေ အပါအဝင် wallet ဝင်ဆိုင်ရာတွေမှာ WLFI ဘက်ကကူညီပေးသွားမှာပါ။ ပါကစ္စတန်ခရစ်တိုကောင်စီရဲ့ခြေလှမ်းတွေဟာဒီကာလအတွင်းမှာအတော်လေးမြန်ဆန်လာနေပြီး Final Fauna စီစီကိုအကြံပေးခံလိုက်တာဘစ်ကွင်မိုင်းနဲ့လို့ဖို့ပြင်ဆင်လာတာခရီတိုတွေကိုတရားဝင်အတိအမှတ်ပြုဖို့အစိုးတင်သွင်းတာတွေအပြင်အခုဆိုရင် Trend WLFI နဲ့ပါပူးပေါင်းနိုင်နိုင်ပြီဖြစ်လို့အတော်လေးကိုအလုံးလုံးနေပုံပါပဲ ပါကစ္စတန်နိုင်ငံရဲ့ခရစ်တိုယူဇာဖိအဆင့်သတ်မှတ်ချက်ဟာတကဘာလုံးအတိုင်းအတာနဲ့ဆိုရင်အဆင့်9နေရာမှာရှိနေပြီးခံမှန်းခြေ25မီလီယံအထိယူဇာဖိရှိနေတယ်လို့တနေ့တာခရစ်တို transaction ပေါင်းဟာလည်းဒေါ်လာ300ဘီလီယံအထိရှိနေပါတယ်ဒါအပြင်နိုင်ငံလူဦးရေရဲ့60ရာခိုင်နှုန်းဟာလည်းအသက်30အောက်လူငယ်တွေဖြစ်တာကြောင့်ဒီလူငယ်တွေကိုမြေတောင်မြောက်ပေးပြီးဝက်ဂျရီပိုင်းဆိုင်ရာတွေမှာအသုံးလို့ရနိုင်တယ်လို့ရှင်းနေမြုံနယ်မှုတွေစွန်ဦးတည်ထွင်မှုတွေအတက်တကအတိတ်တွေဖွင့်နိုင်မှာဖြစ်ကြောင်းဗန်နိုင်ရေးဝန်ကြီးကဆိုထားပါဗျ။ ဒါပေမဲ့လည်းနိုင်ငံရေးမတည်ငြိမ်မှုတွေရှိတာကြောင့်ပါကစ္စတန်နိုင်ငံရဲ့ခရစ်တိုအာထုံမှုတွေဟာထင်သလောက်ခီးရောက်နိုင်ပါမလားဆိုတာလည်းစိတ်ဝင်စားစရာပါပဲ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ Artifact ပိတ်သိမ်းမှုကြောင့်ဒေါ်လာမီလီယံနဲ့ကြီး Nike ရော်ရနိုင်ဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။2022ခုနှစ်ထဲမှာနာမည်ကြီးခဲ့ပြီးအတော်လေးအောင်မြင်မှုတွေရခဲ့တဲ့ artifacts တွေကတွေကိုမှတ်မိကြအောင်မယ်ထင်ပါတယ်။အနာဂတ်ဆန်ဆန်ဒီဇိုင်းတွေဖြစ်တဲ့အပြင် digital NFT အဖြစ်ရောစုဆောင်းလို့ရနိုင်ပြီးအပြင်မှာလည်းစီးလို့ရနိုင်သလို Nike brand လည်းပါနေတဲ့အတွက်လူငယ်တွေနဲ့ sneaker hat တွေကြားမှာအတော်လေးကိုနာမည်ကြီးခဲ့ပါတယ်။ဒါပေမဲ့ဈေးတန်းကဒေါ်လာ400ကနေစခဲ့တာကြောင့်အတော်များများအတွက်တော့အိမ်မက်မက်ယုံတာတက်နိုင်ခဲ့တဲ့ sneaker တွေလည်းဖြစ်ခဲ့ပြီးခြေပေါင်းမဝယ်စည်းနိုင်မဲ့ sneaker line up တွေလည်းဖြစ်ခဲ့ပါတယ်။ NFT တွေနာမည်ကျတဲ့ကြလာနေတဲ့2024ခုနှစ်အတည်းမှာတော့ Artifact Sneaker တွေကိုဖျက်သိမ်းတော့မယ်ဆိုပြီး Nike ကကြေညာလာခဲ့ပါတယ်။အဓိကအကြောင်းရင်းကတော့အယုံပေါ်နေလို့ဖြစ်ပြီးနောက်ပိုင်းမှာ project တွေလာဖို့ရှိသေးကြောင်းကြိုးရှိရှိနဲ့လှန်ထားခဲ့ပေမဲ့တကယ်တမ်းတော့လုပ်ငန်းတွေအပိတိုင်းရန်နာလိုက်တာပါပဲ။အကြီးကြီးတွေလာဖို့ရှိအောင်မယ်လို့ Nike ဘက်ကကြေကျော်ထားခဲ့တယ်လို့ Fanny ဘက်ကလည်းအကြီးကြီးတွေမျှော်လင့်ထားခဲ့ကြတဲ့ platform ကြီးတစ်ခုလုံးရုတ်တရက်ပိတ်သွားတဲ့အခါ မကျေနပ်မှုတွေဖြစ်လာမယ်ဆိုတာကိုလည်းခံမှန်းခဲ့ကြပါဗျ။အခုတော့ခံမှန်းတဲ့အတိုင်းဖြစ်လာခဲ့ပါပြီ။ Jetty ချီမဆိုသူဦးဆောင်တဲ့ Artifact user တွေဟာ Nike စီကနေနင်နာဂျီဒေါ်လာ5 million ရလုံမှုနဲ့ Brooklyn တရားရုံးမှာတရားစွဲထားပါဗျ။ Nike ဟာသူတို့ရဲ့ sneaker NFT တွေကိုအကြောင်းပြုလို့ယင်းနှုံနံသူတွေရအောင်ဆွဲဆောင်ခဲ့ပြီးနောက် NFT platform ကိုပိတ်ချခဲ့တဲ့အတွက်နေနာဆုံးရှုံးမှုတွေဖြစ်ခဲ့ရကြောင်း ဆိုထားပါဗျ။ဒါပြင် NFT တွေဟာ security product တွေဖြစ်သလို Nike ဟာဒီ NFT တွေကို SEC မှာစီရင်မတွင်မဲ့အပြစ်မှာထုတ်ရောင်းခဲ့တာကြောင့် Nike ဟာသူတို့အမှတ်တရစိတ်ရဲ့အချိန်အဝါနဲ့ marketing power တွေကိုအသုံးချပြီး artifact ရဲ့မှတ်ပုံမတင်ထားတဲ့ security တွေကိုထုတ်ရောင်းခဲ့တာဖြစ်ကြောင်းစွပ်စွဲထားပါဗျ။ Nike ရဲ့ထုတ်ကုန်တစ်ခုဖြစ်တာကြောင့်တံမိုးတက်လာမဲ့အထင်နဲ့ဂျင်းနီမြောင်းနှံသူတွေဘက်ကလည်းဝယ်ယူခဲ့ကြပေမဲ့ တကယ်တမ်းမှာတော့ platform ပိတ်ချတဲ့အထိပါဖြစ်သွားခဲ့ကြောင်း artifact user တွေဘက်ကဆိုထားပါဗျ။ဒါကြောင့်နင်နာချေ $5 million အထိတောင်းဆိုထားပြီး Nike ဘက်ကဘလို့တုံ့ပြန်သွားမယ်ဆိုတာကလည်းစိတ်ဝင်စားစရာပါပဲ။လုံလောက်စင်မှာတော့ NFT တွေခေပြန့်နေပြီး NFT တခေပြန့်ထားနိုင်ဖို့ကိုလုံလောက်တဲ့လောင်စာတနည်းအားဖြင့် hype မရှိသေးပါဘူး။ဒါကတော့မြန် crypto ကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။